ူကရိန်းကိုတိုက်ခိုက်နေတဲ့စစ်ပွဲရဲ့နောက်ွယ်ကကြိုးကန်နေတဲ့ရုရှားကောင်းဆောင်တွေကိုဖမ်းဆီးဖို့အထူးကုံရုံဖွဲ့စည်းကိုယူကရိန်းသမ္မတဇာလန်စကီနဲ့ဥရောပကောင်စီ COE တို့ဇွန်လ25ရက်ကသဘောတူညီလက်မှတ်ရေးထိုးခဲ့တယ်လို့ DW သတင်းဝက်ဆိုက်ကဖော်ပြခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလမှာယူကရိန်းကိုကျူးကျော်စစ်စတင်ခဲ့တဲ့အတွက်ရုရှားရဲ့ကောင်းဆောင်ပိုင်းကိုတာဝန်ယူမှုရှိစေဖို့အထူးကုံရုံကချက်ချင်းလိုအပ်တယ်လို့ယူကရိန်းဘက်ကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ကရန်လိုသူတွေကိုအပြစ်ပေးဖို့လိုအပ်တယ်ဆိုတာကို ပြပြတသားပြသဖို့လိုအပ်ပြီးဒါကိုကျွန်တော်တို့အားလုံးဥရောပနိုင်ငံအားလုံးကအတူတကလှုပ်ဆောင်ရပါမယ်လို့ COE အတွင်းရေးမှူးချုပ်အလိမ့်ပါဇန်နဲ့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးပြီးနောက်ဇာလန်စကီကပြောကြားခဲ့ပါတယ်။ရုရှားသမ္မတပူတင်ကယူကရိန်းစစ်ပွဲမှာရုရှားကအသာစီးရနေတယ်လို့ယူဆထားတယ်လို့အပြစ်ခတ်ရစရေးဆွေးနွေးမှုတွေရပ်တန့်နေချိန်မှာအထူးခုံရုံးဖွဲ့စည်းမဲ့သဘောတူညီချက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။စစ်ရာဇဝင်မှုကျူးလွန်သူတိုင်းဟာတရားစီရင်ခံရမယ်ဆိုတာကိုတည်ထားရပါမယ်။ ဲ့ဒီထဲမှာရုရှားလည်းပါပါတယ်လို့ဆာလန်စကီကပြောကြားခဲ့ပါတယ်။အထူးခုံရုံးဖွဲ့စည်းမှုနဲ့လုပ်ငန်းစဉ်တွေကိုလာမယ့်နှစ်အစောပိုင်းမှာစတင်နိုင်ဖို့ COE ကမျှော်လင့်ထားပါတယ်။အထူးခုံရုံးဖွဲ့စည်းပြီးနောက်ဒုတိယလုံဆောင်ရမယ့်အချက်မှာနိုင်ငံအများပြားကအထူးခုံရုံးကိုပူးပေါင်းပါဝင်လာဖို့နဲ့အထူးခုံရုံးကိုကုညီထောက်ပံ့ပေးစေဖို့ဖြစ်ကြောင်းဗာဆက်ကပြောပါတယ်။အထူးခုံရုံးကိုဖွဲ့စည်းတည်ထောင်မဲ့နေရာနဲ့အခြားအသေးစိတ်အချက်အလက်တွေကိုဖြည့်ရှင်းဖို့လိုအပ်နေသေးတယ်လို့သူကဆိုပါတယ်။ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကပူတင်နဲ့အခြားရုရှားအရာရှိတွေကိုစစ်ရာဇဝတ်မှုတွေနဲ့ဖမ်းရမ်းတွေထုတ်ထားပေမဲ့တရားစီရင်နိုင်စွမ်းမရှိသေးပါဘူး။